ARD တိုင်းမော်လမြိုင်ကျုံးမြို့မှာမက်စလာ24ရက်နေ့ကငွေသားနဲ့ရွှေတဲ့အချို့ကောက်ရခဲ့တဲ့လူငယ်တွေကပိုင်ရှင်ကိုလိုက်ရှာပြီးပြန်ပေးခဲ့တဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့တယ်လို့ဒေသခံတွေထံကသိရပါဗျ။ GSM ဖူစဲကွင်းမှာဘောလုံးကစားနေတဲ့ဝနိုင်လင်းစုံနဲ့လူငယ်ရှေဦးဟာငွေသား73သိန်းကျော်နဲ့ရွှေတဲ့တွေပါဝင်တဲ့အိတ်ကူကောက်ရခဲ့ပြီးပိုင်ရှင်တွေသိအောင်အတန်ချဲ့ဆက်နဲ့လိုင်းလံကြီးညာခဲ့ပြီးပိုင်ရှင်ကိုပြန်လည်ပေးအပ်ခဲ့ခြင်းဖြစ်ပါတယ်။ ရိုးသားတဲ့နှုံရဖြစ်လို့မော်ကျုံမြို့တားသူငယ်တွေကိုနေစားပုံယူစီရပါလို့မျိုးပန်တူက ARR Times ကိုပြောပါရယ်အဆိုပါအိပ်ပိုင်ရှင်တွေဟာနေကနေဈေးဝယ်လာတဲ့အမျိုးသမီးချင်းနှစ်ဦးရဲ့အိပ်ဖြစ်ပြီးဈေးဝယ်လာစဉ်ကြပြောက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါရယ်အိမ်မှာပါဝင်တဲ့ပစ္စည်းတွေကိုမှန်ကန်အောင်ကြိုးဆုံနိုင်တာကြောင့်အိတ်ကိုပြန်လဲပေးရရမှာငွေကြေးအချို့ပေးပေမဲ့လည်းကောင်းရတဲ့လူငယ်တွေကလက်မခံခဲ့ဘူးလို့သိရပါရယ် အဆိုပါလူငယ်ရင်းရဲ့လူရက်နဲ့ပတ်သက်ပြီးဒေသခံတွေကလူမှုကွန်ရက်မှာဖော်ပြခဲ့ကြပြီးနောက်ပိုင်းဝင်ရောက်ကြည့်ရှုသူတွေကချီချူးကပြန်လည်မျှဝေသူများပြနေပါတယ်ဒီဗီဒီယိုဖိုင်လေးကိုမြင်ရတဲ့အခါမှာဝမ်းသာပီတိဖြစ်မိတယ်လို့ဂုံလဲယူမိပါတယ်နော်ဘာကြောင့်လဲဆိုရင်အဲ့ဒီမော်လမြိုင်ကျွန်းမြို့လေးဟာဦးစင်းရဲ့မွေးရဇာတိမြို့လေးလည်းဖြစ်တယ်လို့ဦးစင်းပညာသင်ကြားခဲ့တဲ့မြို့လေးလည်းဖြစ်တဲ့အတွက်မိမိရဲ့မြို့လေးမှာ ဒီလိုပုံကူမျိုးတွေရှိပါလားလို့တွေးမိပြီးဝမ်းသာပီတိဖြစ်ပြီးတော့ဂုံယူမိခြင်းဖြစ်ပါတယ်ကာယတတိစိတ်တတတိစာရိတတတိရယ်ဆိုပြီးတတိသုံးမျိုးရှိပါတယ်ကာယတတိဆိုတာကတော့တပ်ပုတ်တိုက်ခိုက်တာကိုပြောတာပါအဲ့ဒီလိုတတိမျိုးကတော့လူမပြောနဲ့တရိစ္ဆာန်မှာတောင်ရှိပါတယ်ဒါကဘာမှအထင်ကြီးစရာမဟုတ်ပါဘူးเนาะစာရိတတတိဆိုတာကတော့ကိုကျင့်တရားကောင်းတာကိုပြောတာပါ စိတ်တတ္တိဆိုတာကတော့စိတ်ကောင်းစိတ်ညံ့ရှိတာကိုပြောတာပါ။သရိတတ္တိနဲ့စိတ်တတ္တိဟာလူတိုင်းမှာမရှိနိုင်ပါဘူးเนาะ။အခုလို့သူတို့ဘာပစ္စည်းကို ပြန်ပေးတယ်ဆိုတာဟာဘာပစ္စည်းမဟုတ်ရင်မလိုချင်ဘူးဆိုတဲ့သရိတတ္တိနဲ့သူတို့ပစ္စည်းသူတို့လက်ထဲပြန်ရောက်ပါစေဆိုတဲ့စိတ်တတ္တိကြောင့်ပြန်ပေးနိုင်တာဖြစ်ပါတယ်။သရိတတ္တိနဲ့စိတ်တတ္တိသမားတွေပေါ်ပေါက်လေးလေးလူအများကောင်းကျိုးဖြစ်လေလေးပဲဖြစ်ပါတယ်။ ဒါကြောင့်အဲ့ဒီလိုပုံကူများများများပေါ်ပေါက်ပါစေလို့ဆုတောင်းပါတယ်နော်ဒီမှန်လေးကဝလမြန်ကျုံးမျိုးကလူငယ်တွေဟာဝေသားနဲ့ရွှေထည်ပစ္စည်းများကောက်ရလို့ပန်းရှင်ထံပြန်ပေးတဲ့အကြောင်းတင်ထားတဲ့ပိုထဲမှာလာမှန်ထားတာပါနော်သူကဗာမှန်ထားတာလဲဆိုရင်ပြန်မပေးပါဘူးရထိုက်လို့ရတာပါ သူလည်းပေးရမယ့်အကျွေးရှိလို့ကြားခဲ့တာပါတဲ့အချောင်စိတ်သက်ပဲနော်လူတချို့မကြည်ပွားဘူးဆိုတာ အဲ့ဒီအချောင်စိတ်တက်တွေကြောင့်မကြီးပွားတာပါတချို့ဆိုရင်ရေအဆုံကုန်းတဝက်လို့ပြောတဲ့လူတွေရှိတယ်ရေအဆုံကုန်းတဝက်ဆိုတာရေထက်ကျသွားတဲ့ပစ္စည်းဟာပိုင်ရှင်နဲ့မဆိုင်တော့ဘူးကောက်ရတဲ့လူနဲ့ပဲဆိုင်တယ်လို့ပြောတာကုန်းတဝက်ဆိုတာကပိုင်ရှင်လဲတဝက်ဆိုင်တယ်လို့ကောက်ရတဲ့လူလဲတဝက်ဆိုင်တယ်လို့ပြောတာနော်ဘယ်လိုပဲဖြစ်ဖြစ်ရေထက်ကျတဲ့ပစ္စည်းပဲဖြစ်စေကုန်းပေါ်ကျတဲ့ပစ္စည်းပဲဖြစ်စေ ကောက်ရတဲ့အခါမှာပိုင်ရှင်ပေါ်လာပြီဆိုရင်ပြန်ပေးရမယ်မပေးဘူးဆိုရင်ခိုးတာပဲဖြစ်တယ်နော်တချို့ကသူတစ်ပါးပစ္စည်းကိုမတိအောင်ယူမှခိုးတယ်လို့ထင်ကြတာမဟုတ်ဘူးငါးပါးသီလထဲမှာအဒိဏဒါနာတိခါဖို့ဆိုတာပါတယ်နော်အဲ့ဒီအဒိဏဒါနာတိခါဖို့ကိုအနက်ဖွဲ့တဲ့အခါမှာပိုင်ရှင်ဒီကိုနှုတ်ဖြင့်မပေးတော့သူတစ်ပါးပစ္စည်းကိုခိုးယူခြင်းမှရှောင်ကျင်ပါမည်လို့အနက်ဖွဲ့တယ် အဲ့ဒီလိုပိုင်ရှင်သည်ကိုနှုတ်ဖြင့်မပေးတော့လို့အနက်ဖွင့်တဲ့အတွက်ကြောင့်ပိုင်ရှင်ကကိုနှုတ်နဲ့မပေးတဲ့ပစ္စည်းဆိုရင်ပြန်မပေးပါကခိုးမှုမြောက်တယ်နော်လောကမှာတန်ဖိုးအကြီးဆုံးဟာကိုကျင်တရားပဲဖြစ်ပါတယ်ကိုကျင်တရားပြတ်တဲ့လူတော့ယုံညံ့တာမရှိပါဘူးနော်ဘာမဟုတ်တဲ့အရာအတွက်နဲ့ကိုကျင်တရားကိုအထီးကိုက်မခံပါနဲ့ဒါကြောင့်ကောက်ရတဲ့ပစ္စည်းမှန်ရင်ပိုင်ရှင်ပေါ်လာပြီဆိုပါကပြန်ပေးပါ ပြန်မပေးဘူးဆိုရင်ကိုကျင့်တရားကိုထိခိုက်ပါလိမ့်မယ်နော်အရှင်ဖေရလက်တွေမှာအိုခြင်းနာခြင်းရှိပါသလားဖေရတဲ့ရှိပါတယ်နော်အိုခြင်းကို ပါဠိလိုသရာလို့ခေါ်ပါတယ်သရာကလည်းပဲပါကရသရာနဲ့အပါကရသရာဆိုပြီးနှစ်မျိုးရှိပါတယ်ပါကရသရာဆိုတာကထင်ရှားစွာအိုခြင်းကိုပြောတာပါအပါကရသရာဆိုတာကတော့မထင်ရှားစွာအိုတာကိုပြောတာပါ ပကရသရာဟာလူတွေမှာဖြစ်ပါတယ်အပကရသရာကတော့နှက်တွေမှာဖြစ်ပါတယ်မထင်ရှားလို့နှက်တွေမှာအူခြင်းမရှိဘူးလို့ထင်နေကြတာပါနှက်တွေမှာနာခြင်းလည်းရှိပါတယ်နှက်သက်ကြွေးတယ်ဆိုတာဟာတေတာကိုပြောတာပါတေရတာဟာနာလို့တေတာဖြစ်ပါတယ်နော်ဒါကြောင့်နှက်တွေမှာအူခြင်းနာခြင်းရှိတယ်လို့မှတ်သားထားရမှာဖြစ်ပါတယ်အရှင်ဖရာပြိတ္တာက သောတာပန်တိလာဖရာတဲ့ပြိတ္တာတွေဆိုတာ အပေပုံသားတွေဖြစ်တယ်ဆိုတာကိုဗုဒ္ဓဘာသာဝင်များသိကြပါတယ်။အဲ့ဒီလိုအပေပုံသားတွေဖြစ်တဲ့အတွက်ပြိတ္တာတွေဟာသောတာပန်တီလောက်တဲ့အထိတရားထူးမရနိုင်ပါဘူး။ဘာကြောင့်လဲဆိုရင်သူတို့တွေဟာအကုသလဝိပတ်အဟိပရိသန္တိနေကြတဲ့တတဝါတွေဖြစ်လို့ပါ။ဒါဆိုရင်ပြိတ္တာတိုင်းဟာအပေပုံမှာအကျုံးဝင်ပါသလားလို့မေးစရာရှိပါတယ်။ပြိတ္တာတိုင်းတော့အပေပုံမှာအကျုံးမဝင်ပါဘူး။ ဘယ်လိုပြိတ္တာမျိုးတွေအပေပုံမှာအကျုံးမဝင်တလဲဆိုရင်သူဂတိအာဟိတ်တွိဟိတ်တိဟိတ်ပရိသန္တိနေကြတဲ့ပြိတ္တာမျိုးတွေဟာအပေပုံမှာအကျုံးမဝင်ပါဘူးသူတို့တွေဟာသရုမာရိတ်ဘုံမာတာအကျုံးဝင်ပါတယ်အဲ့ဒီလိုပြိတ္တာမျိုးတွေတရားနာမယ်ဆိုရင်တော့သောတာပန်တီလောက်တဲ့အထိတရားထူရနိုင်ပါတယ်ထင်ရှားတဲ့တာဒကတစ်ခုကိုအထောက်ထားအနေနဲ့အတူချုပ်ချပြရမယ်ဆိုရင်တန်ယုတ်ပါဠိတော်မှာ မြတ်စွာဘုရားပါဝတိပြေဇေတဝန်ကျောင်းတိုက်မှာသတင်းသုံးတော်မူစဉ်ဇေတဝန်ကျောင်းတိုက်အတွင်းကကောသံဘကမိတဲ့ကျောင်းဆောင်မှာအရှင်နုရုဒ္ဓမထေဟာဓမ္မပဒအပ္ပမာဒဝတ်ကိုရွတ်ဖက်ပူဇော်နေပါတယ်အဲ့ဒီချိန်မှာပြည်ရင်ကရမာတာဆိုတဲ့ပြိတ္တာမဟာသားငယ်ဤလက်ကိုဆွဲပြီးဇေတဝန်ကျောင်းတိုက်ဝင်းကျင်မှာအစာရှာထွက်လာပါတယ်ဇေတဝန်ကျောင်းတိုက်နာရောက်တဲ့အခါမှာအရှင်နုရုဒ္ဓမထေဤတရားရွတ်ဖက်တံကိုကြားတဲ့အခါ အဲ့ဒီတရားရုပ်ဖတ်တံကိုနာကြားရတဲ့အတွက်ပြီးရင်ကရမာတာဆိုတဲ့ပြိတ္တာမဟာ သောတာပန်တည်သွားပါတယ်။ဘာကြောင့်သောတာပန်တည်သွားရတာလဲဆိုရင်အဲ့ဒီပြီးရင်ကရမာတာဆိုတဲ့ပြိတ္တာမဟာအဘယ်ဘုံမှာအကျုံးမဝင်တဲ့ပြိတ္တာမျိုးဖြစ်လို့ပါ။ဒါကြောင့်ပြိတ္တာတွေဟာသောတာပန်တည်နိုင်ပါသလားဆိုရင်အဘယ်ဘုံမှာအကျုံးဝင်တဲ့ပြိတ္တာမျိုးဆိုရင်တော့သောတာပန်မတည်နိုင်ပါဘူး။အဘယ်ဘုံမှာအကျုံးမဝင်တဲ့ပြိတ္တာမျိုးဆိုရင်တော့ သောတာပန်တည်နိုင်တယ်လို့မှတ်သားထားရမှာဖြစ်ပါတယ်။ဆရာတော်ဖရာတပည့်တော်ကိုမေးလျှောက်ခွင့်ပြုပါဖရာ။တကြံတွင်းမှာသင်္ကန်းဝတ်တဲ့အခါမိမဖြစ်သူကယောက်ျားဖြစ်သူကိုယဟန်ခံပေးလို့ရပါသလားအရှင်ဖရာ။အမှားများပါသွားရင် ခွင့်လွတ်သီးခံပေးတော်မူပါဖရာတဲ့။ရပါတယ်နော်။ယဟန်လောင်းမှာယဟန်ဖြစ်ထိုက်တဲ့အင်္ကာရက်တွေနဲ့ပြည့်စုံနေမယ်ဆိုရင်ဘယ်သူမှမဆိုယဟန်ခံပေးလို့ရပါတယ်။ ဲ့ဒါကိုနားမလည်တဲ့လူတချို့ကမိမဖြစ်သူကယောက်ျားဖြစ်သူကိုယဟန်ခံပေးလို့မရဘူးဟုလွဲမှားစွာပြောဆိုနေကြတာတွေကိုမြင်နေကြနေရပါတယ်။အဲ့ဒီလိုပြောဆိုချက်တွေဟာ အောင်မြင်သွားမယ်ဆိုရင်ပြောဆိုသူမှာပုံညာတရေထိုက်တတ်ပါတယ်။ပုံညာတရေထိုက်တယ်ဆိုတာဘာကိုပြောတာလဲဆိုရင်မိမိကသူတစ်ပါးကုသိုလ်ကောင်းမှုပြုနေတာကိုဖျက်ဆီးမိတဲ့အခါမှာမိမိကုသိုလ်ကောင်းမှုပြုတဲ့အခါအဖြစ်သမားပေါ်လာပြီး ဖြစ်လျက်ဘဝတိုင်းမှာ တကိုးရှိန်ဝါအာနာဥစ္စာဒနာမရှိတဲ့အဆိုကျိုးခံစားရတာကိုပြောတာပါဒါကြောင့်ဘာမှနားမလည်ပဲနဲ့မပြောမိပါစေနဲ့เนาะယဟန်လောင်းမှာယဟန်ဖြစ်ထိုက်တဲ့အင်္ဂါရက်တွေနဲ့ပြည့်စုံနေမှဆိုရင်ဘယ်သူမှဆိုယဟန်ခံပေးလို့ရပါတယ်အေမီဇန်ဒေါသထွက်လို့ငလျင်လှုပ်တယ်တဲ့အရှင်ဖရာဘယ်လိုမြင်လဲဖြေပေးတော်မူပါဖရာတဲ့อืมဒကမအေမီဇန်တော့ဖောက်လိုက်ပြန်ပြီထင်တယ်เนาะအေမီဇန်ကိစ္စကဖုံးကြီးလာပတ်နေတယ် ်ရင်းငယ်လျင်လှုပ်ခြင်းအကြောင်းပေးထားလို့၃လပိုင်း၅ရက်နေ့ကဥစဉ်အဖြေဖို့တင်ထားပါတယ်ငယ်လျင်လှုပ်တာက၃လပိုင်း28ရက်နေ့ကလှုပ်တာပါနော်အဲ့ဒါကိုမသိတဲ့လူတချို့ကဥစဉ်ကပဲငယ်လျင်လှုပ်မှပြောတဲ့ပုံစံမျိုးပြောနေကြပါတယ်မဟုတ်ပါဘူးဥစဉ်ကကြိုပြီးတင်ထားတာပါကြိုပြီးတင်ထားတဲ့ဆိုလို့ကြိုသိနိုင်လောက်တဲ့ဆွမ်းအားဥစဉ်မှာရှိလို့တင်တာမဟုတ်ပါဘူးနော်ကြိုသိနိုင်လောက်တဲ့ဆွမ်းအားလည်းဥစဉ်မှာမရှိပါဘူးတိုက်ဆိုင်သွားတာပါ အဲ့ဒီငလျင်လှုပ်ခြင်းအကြောင်းဖြစ်ထားတဲ့ပိုထဲမှာအကောက်တစ်ခုကဘာလာရေးထားတယ်လဲဆိုရင်အဲ့ဒါဆိုအရင်တုန်းကငင်းငလျင်လှုပ်ရင်အိမ်ဒီတိုက်တွေလူတွေတည်သွားရင်ဖျားကိုတရားဆွဲလို့ရတာပေါ့တဲ့ခနဲ့ပြီးရေးထားတာပါနော်ငင်းငလျင်လှုပ်ခြင်းအကြောင်း၈ပါးကိုထပ်ပြီးပြောပြပါမယ်ဘူမိဇာလတုံးမှာငင်းငလျင်လှုပ်ကြောင်း၈ပါးကိုဖျားဟောကြားထားပါတယ်အဲ့ဒီငင်းငလျင်လှုပ်ကြောင်း၈ပါးကဘာတွေလဲဆိုရင်၁ ြေအောက်ခံရေပြင်ကိုလေပြင်တိုက်ခတ်ခြင်းကြောင့်ရင်ငလျင်လှုပ်ခြင်းတဘာဝတရားဖောက်ပြန်ပြီးလှုပ်တာကိုပြောတာပါနှစ်တကူအိတ်ဒီဘတ်ရှိသောပုဂ္ဂိုလ်တို့ကလှုပ်စေခြင်းကြောင့်ရင်ငလျင်လှုပ်ခြင်းသုံးဖျားအလောင်းပရိတန်တွေယူခြင်းကြောင့်ရင်ငလျင်လှုပ်ခြင်း၄ဖျားအလောင်းပွားမြင်တော်မူခြင်းကြောင့်ရင်ငလျင်လှုပ်ခြင်း၅ဖျားဖျားအဖြစ်သို့ရောက်တော်မူခြင်းကြောင့်ရင်ငလျင်လှုပ်ခြင်း၆ဓမ္မစကြာတရားဥဟောကြားတော်မူခြင်းကြောင့်ရင်ငလျင်လှုပ်ခြင်း ခုနှစ်အာယုသင်္ခါရလွတ်တော်မူခြင်းကြောင့်မြင်ကလေးလှုပ်ခြင်း၈၀ပရိနိဗ္ဗာန်ပြည့်တော်မူခြင်းကြောင့်မြင်ကလေးလှုပ်ခြင်းတို့ပဲဖြစ်ပါတယ်အဆိုပါမြင်ကလေးလှုပ်ခြင်း၈ပါးထဲမှာနံပါတ်၁မြင်ကလေးလှုပ်ခြင်းမျိုးကသာတတဝါတွေကို ထိခိုက်စေပါတယ်ကြံတဲ့မြင်ကလေးလှုပ်ခြင်းမျိုးကတတဝါတွေကိုမထိခိုက်စေပါဘူးအဲ့ဒါကိုမတ်ပိုင်ရှင်သိထားဖို့လိုပါတယ်နောက်ပြီးယခုခေတ်မှာမြင်းကလေးလှုပ်တယ်ဆိုတာကယခုပေါ်ပြပါမြင်းကလေးလှုပ်ကြောင်းရှိပါတဲ့က ။နံပါတ်၁အချက်ကြောင့်သာလှုပ်တာဖြစ်ပါလေ။အင်မီဇန်ဒေါသထွက်လို့လှုပ်တာမဟုတ်ပါဘူးနော်။အရှင်ဖယားလူတွေမဖူးရတဲ့စီဒီ၃စုရှိတယ်လို့ပြောကြပါတယ်ဖယား။ဟုတ်ပါသလားရှင်းပြပေးပါဦးဖယား။ယူသေးစွာရှောက်ထားအပ်ပါတယ်ဖယားတဲ့။လူသားများမဖူးထိုက်တဲ့စီဒီ၃မျိုးဆိုတာက၁တာဝတိန်သာနတ်ပြည်၌ဖယားအလောင်းဤစံတော်အားဌာပနာထား၍တည်ထားသောဆူလာမဏိစီဒီတော်။၂တုဒ္ဒဝါဒမြမဘုံ၌ ဖရာအလောင်းဤဝိလဲတော်အားဌာပနာထား၍တည်ထားသောဒုဒ္ဒစီတီတော်၃မန္တာဂီရိတောင်၌မဟိတရနမင်းတည်ထားသောမဟိတရစီတီတော်တို့ပဲဖြစ်ပါれအဆိုပါစီတီတို့မျိုးဟာလူသားများတွားရောက်မဖူးနိုင်တဲ့အတွက်လူသားတို့မဖူးထိုက်တဲ့စီတီတို့မျိုးပဲဖြစ်ပါれနော်အရှင်ဖရာဒုံလဘဝတ်တာငရေကြီးတယ်ဆိုတာဟုတ်ပါတလားဖရာအကြံမှာဥစဉ်ဝစ်ချင်လို့ပါတဲ့ ဒုံလဘဝိယငရေကြီးတယ်လို့တော့ဖះဟောမှာမရှိပါဘူးเนาะဒါဆိုရင်ဘာကြောင့်အဲ့ဒီလိုပြောနေကြတာလဲလို့မိစရာအကြောင်းရှိလာပါလိမ့်မယ်အဲ့ဒါကဒုံလဘတွေနဲ့ပတ်သက်ပြီးပါကျုပ်စရာတော်ကြီးဟောထားတဲ့တရားတစ်ပုဒ်ထဲကအကြောင်းအရာတစ်ခုကိုနားလည်မှုလွယ်ပြီးပြောနေကြတာပါဒုံလဘတွေဆိုတာဟာဝိနည်းနားမလဲပါဘူးเนาะဝိနည်းနားမလဲတဲ့အတွက်အဖြစ်ကိုကျူးလွန်မိတဲ့အခါမှာ တင့်လာတဲ့အာဘက်ကိုလည်းမကူစားတတ်ပါဘူးအချိန်တန်လို့လူထွက်သွားတဲ့အခါမှာလူဘဝကိုရောက်သွားပြီဖြစ်တဲ့အတွက်ယဟန်ဘဝကပြုခဲ့တဲ့အာဘက်ကပါမသွားတော်လဲပဲအဘိဓမ္မာနိအယတော့အကုသိုလ်ကပါသွားပါရဲ့ဒါကြောင့်ဒုံလဘဝတ္တာဟာကုသိုလ်ဖြစ်ဖို့ထက်အကုသိုလ်ဖြစ်ဖို့ကပိုများနေပါတယ်အဲ့ဒီအချက်ကိုကြည့်ပြီးတော့ပါကျုပ်ဆရာတော်ကြီးကဟောတာပါနော်ဒါကိုနားမလည်တဲ့လူအချို့က ဒုံလဘဝိယင်ငရေကြီးတယ်ဆိုပြီးယူဆသွားကြခြင်းဖြစ်ပါတယ်မိမိကဒုံလဘဝိမယ်ဆိုရင်ဝိနေတဲ့ရက်အတော်အတွင်းမှာကောင်းမွန်စွာ နေနိုင်မယ်ဆိုရင်တော့ဘုကောင်းပါတယ်เนาะ